မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ပုဂံမြို့တက်အလိုတော်ပြည့်ဖရာနီမှာစိုင်းကယ်စီးလာတဲ့ရဲသုံးဦးကိုတော်လိုင်းတပ်ဖွဲ့အများကပြစ်ခတ်တိုက်ခတ်ရာရဲနှအူပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဖေဖော်ဝါရီလ16ရက်နေ့မနက်9:00နာရီကျော်အချိန်မှာပုဂံမြို့တက်အလိုတော်ပြည့်ဖရာအနီးစိုင်းကယ်စီးလာတဲ့ရဲတပ်ဖွဲ့ဝင်သုံးဦးကိုတော်လိုင်းတပ်ဖွဲ့အများကဝင်းရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ရဲနှအူပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။ပုဂံမြို့တက်အလိုတော်ပြည့်ဖရာနားမှာပြစ်ခတ်မှုဖြစ်တာအဲ့ဒါတမန်တော်လုံးမှာပုဂံမြို့ဟောင်းပတ်မှာလမ်းတိုင်းမှာ ရဲနဲ့စစ်တပ်တွေအစစ်အစေးတွေကြမ်းနေတယ်တမျိုးလုံးကိုပိုက်စစ်တိုက်ပြီးတော့လိုက်ရှာနေတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ ဗကန်းနေမြေရဲစခန်းကဒူရဲဝဝထုံးတဲ့အဖွဲ့ကဒီကနေ့ဖေဖော်ဝါရီလ16ရက်နေ့မနက်9:20မိနစ်အချိန်မှာညောင်ဦးမြို့နယ်တရားရုံးထုတ်လုံခြုံရေးဆောင်ရွက်ရန်အတွက်ထွက်လာခဲ့ကြတယ်လို့သိရပါတယ်။ဒူရဲဝဝထုံးကစိုင်းကဲတစည်းရဲတပ်သားဂျီဝေဦးနဲ့ရဲတပ်ချက်ခင်မောင်မြင့်တို့ကစိုင်းကဲတစည်းနဲ့စီးနင်းလာခဲ့ကြတယ်လို့သိရပါတယ်။ဒူရဲဝဝထုံးတဲ့အဖွဲ့ညောင်ဦးမြို့အမှတ်9ရပ်ကဝက်ကြီးအင်းရပ်ကအလိုတော်ပြည့်ဖျားအနီအနော်ထားလမ်းမကြီးဘေးအရောက်မှာ ကားရေးစီးပေါ်ကနေပြစ်ခတ်ရာရဲတပ်ချက်ခင်မောင်မြင့်နဲ့ရဲတပ်သားရီဝေဦးတို့နှစ်ဦးဟာဒဏ်ရာများနဲ့တေဆုံးသွားခဲ့ပြီးဒူရဲကိုဝဝထွန်းကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့စစ်ကောင်စီဘက်တော်သားများကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သားနှစ်ဦးတေဆုံးပြီးကားတစီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဖေဖော်ဝါရီလ18ရက်နေ့ညနေ4:10မိနစ်ခန့်မှာ မုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကနေသခိုင်းမြို့ကိုထွက်လာတဲ့တန်မြားကကာ9စီးတဲကတတိယမြောက်ကားကိုချောင်းမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်တနေရအရောက်မှာပရိသတ်မိုင်း15လုံးနဲ့ point 3 point ခွဲပြီးတော့မိုင်းဆွဲတိုက်ခတ်ရာကားကိုတဲ့တဲ့ထိမှန်ပြီးတော့စစ်သား9ဦးသေဆုံးက9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ခွေးအင်အားနဲ့လက်နက်ခဲယမ်းတွေပါတဲ့ကားတွေပါပြတ်သွားတဲ့ကားကိုတော့နိုင်ရီကန်ဂိတ်မှာထားခဲ့တယ်ဒဏ်ရာရတဲ့စစ်ခွေးတွေနဲ့တေတဲ့စစ်ခွေးတွေကိုတော့သခိုင်းဘက်ကိုတဲသွားတယ်လို့သတင်းရတယ် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ကားတစီးကိုထိမှန်ခဲ့ပေမဲ့ကားတစီးလုံးကိုမသိမ့်ပိုင်နိုင်တာကတော့ကျွန်တော်တို့မှာလက်နက်ခဲယံအခက်ခဲတွေရှိနေလို့မသိမ့်ပိုင်နိုင်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူတွေအနေနဲ့လက်နက်ခဲယံလေးတွေပါဝင်ပြီးတော့ကုညီထောက်ပံ့ပေးကြဖို့ကိုမြစ်တာရက်ခံခြင်းပါတယ်ပြီးတော့ဒီလိုမိုင်းဆွဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အချိန်မှာမိဘပြည်သူတွေအနေနဲ့မလိုလားဘဲနဲ့ခီးသွွားခြင်းတွေကိုမပြုလုပ်ကြဖို့နဲ့စစ်ကားတွေလမ်းကြောမှာဖြတ်သွားဖြတ်လာလုပ်နေပြီဆိုရင်လဲသူတို့ရဲ့အနီးကပ်မှာမနေကြဖို့ကိုထပ်ပြီးတော့မြစ်တာရက်ခံခြင်းပါတယ်လို့ Royal Tiger Force ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်အ ခုလိုမျိုးထိမှန်ပျက်စီးသွားတဲ့ကားကိုနိုင်ရကန်ဂိတ်မှာထားခဲ့ပြီးတော့တေဆုံးတဲ့ဒဏ်ရာရတဲ့စစ်သားများကိုတခြားကားများပေါ်ကိုတင်ဆောင်ပြီးသခိုင်းမျိုးဘက်ကိုတင်ဆောင်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Royal Tiger Force ပျောက်ကြားတပ်ဖွဲ့မွန်ရွာခဲအမှတ်ဆက်နှစ်တိုက်ရင်တပ်ခွဲ၃ပျက်စီးတပ်ခွဲမွန်ရွာခဲအမှတ်ဆက်၅တိုက်ရင်တပ်ခွဲ၃ People Defense Force နဲ့နွေဦး Brothers Collab နွေဦးညီကိုများစစ်ကြောင်းတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ တရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတရက်မြို့ကပ္ပဆဆနစ်ကလက်နက်ခဲယမ်းများကိုတဲဆောင်လာတဲ့စစ်ကားတစီးဟာမနေ့ကမတော်တဆပောက်ကွဲမှုဖြစ်ပြီးတော့စစ်သား၂ဦးသေဆုံးပြီးစစ်သား၂ဦးအပါအဝင်လမ်းသွားလမ်းလာပြည်သူတချို့ပါထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ18ရက်နေ့ညနေပိုင်းမှာတရက်မြို့အမတ်ဆနစ်ကာကွယ်ပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပ္ပဆဆနစ်ကလက်နက်ခဲယမ်းများကိုတဲဆောင်လာတဲ့စစ်ကားဟာမင်းလာအယောက်မှာမတော်တဆပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကားပေါ်မှာစစ်သား၈ဦးလိုက်ပါလာပြီးတော့နောက်ခံမှလိုက်ပါလာတဲ့ စစ်သား6ဦးတည်းက2ဦးဟာပွဲချင်းပြီးတိတ်ဆုံးပြီးကျန်တဲ့4ဦးကတော့အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ကပ္ပစစနစ်ကနေလက်နက်ခဲယမ်းတွေတွားပို့ဖို့ထွက်သွားတာမင်းလာနာအယောက်မှာပောက်ကွဲမှုဖြစ်တယ်မတော်တဆပောက်ကွဲမှုလို့ပြောတယ်။ကားရဲ့နောက်ခန်းမှာလိုက်ပါလာတဲ့စစ်သား6ဦးထဲမှာ2ဦးသေးတယ်4ဦးကတော့တော်တော်အပြင်းထန်ဒဏ်ရာရသွားတယ် ရှေ့ခန်းကနှစ်ကောင်ကတော့ဘေးကင်းတယ်လို့တရက်မြို့ကပြည်သူကရှင်းပြထားပါတယ်။အဲ့ဒီပောက်ကွဲမှုအတွင်းမှာလမ်းသွားလာလာပြည်သူတချို့ပါထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာတွေကတော့မစိုးရင်ရဘူးလို့ပြောပါတယ်။အပြင်းထန်ဒဏ်ရာရရှိထားတဲ့စစ်သား၄ဦးဟာမင်းလာဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့စစ်ကားကိုတော့ပြန်လည်တည်ယူသွားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုတ်ခရိုင်ကံကြီးတော်ကြီးရွာမှာမန္တလေးဂိုင်းချုပ်သာသနာကဖုန်းတော်ကြီး Father Martin Donald အသက်ခံမှုအတွက်တရားခံဆဲဦးကိုဖမ်းဆီးထားပြီးတော့စစ်ခုံရုံးတင်စစ်ဆေးအရေးယူမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ14ရက်နေ့ညနေ6:00အချိန်မှာရွှေဘုတ်ခရိုင်ကံကြီးတော်ကြီးရွာလူ့မဲတော်တခင်မဖះเจ้าမှာ မန္တလေးဂိုင်းချုပ်သာသနာကတတ်တော်44နှစ်အရွယ်ရှိတယ်။ဖုန်းတော်ကြီး Father Martin Donald တပ်ဖြတ်ခံရမှုအပေါ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရပြီးတော့အဲ့ဒီတပ်ဖြတ်မှုကိုကျူးလွန်သူများအားတရားဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရေးကိုအပူတပြင်းနဲ့လောက်ကန်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်တပ်မတော် PDF ရွှေဘုံခရိုင်တပ်ရင်း9နဲ့တိုက်နယ်ပြည်သူ့ကာကွယ်အဖွဲ့များပကဖက်က တန်တရားတရားခံ10ဦးကိုနေတွင်ချင်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။လက်တလော့စုံစမ်းစစ်ဆေးမှုများအရာတန်တရားတရားခံများဟာဒေသကာကွယ်အဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်များဖြစ်တယ်လို့သိရပြီးတော့လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်တဲ့အတော့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကစစ်ခုံရုံတင်ဆက်ဆဲပြီးတရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာစုံစမ်းစစ်ဆေးရေးခုံရုံဖွဲ့စည်းပြီးတော့စစ်ဆေးမှုများဆောင်ရွက်နေပြီးအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဘာသာရေးခေါင်းဆောင်များအပါအဝင်အရက်သားပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့လောက်ရများကိုမြည်သည့်အဖွဲ့အစည်းက လွန်နေသည်ဖြစ်စေပြင်းထန်စွာရှုံချကြောင်းကျူးလွန်သူများကိုလည်းကြောသားရင်သားမခွဲကြဘဲတရားဥပဒေနဲ့အညီစစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း NUG ကကြေညာထားပါတယ်ဖုံးတော်ကြီးအသက်ခံရမှုနဲ့ပတ်သက်ပြီးတော့တရားမျှတမှုကိုဖော်ဆောင်ရန်နဲ့ထိတိယောက်ယောက်အရေးယူပေးရန်မန္တလေးကကက်သရစ်ခရီးရန်အတိုင်းဝိုင်းကလည်းတောင်းဆိုထားပါတယ်ကနအုပ်စုံစမ်းချက်များအရာ ဖုံးတော်ကြီးနဲ့တပ်ဖြတ်ကျူးလွန်တဲ့ဒေသလက်နက်ကိုင်းအဖွဲ့ဝင်တချို့ကြားထဲမှာပြည်အစ်စ်မီရန်မုံငွေအသုံးပြုမှုကိစ္စစာတင်ကြောင်းဖွက်လှစ်ခြင်းနဲ့ဆရာဆရာမများငှားရမ်းမှုကိစ္စစာတင်ကြောင်းမှုကိစ္စအတန်ချက်ဆက်အသုံးပြုမှုကိစ္စများနဲ့ပတ်သက်ပြီးတော့အစင်မပြေမှုများလည်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ပြဿနာကတဖြည်းဖြည်းဆုလာတာလို့ပြောလို့ရတယ်နောက်လျှောက်အစင်မပြေမှုတွေဖြစ်ပြီးတော့မှဒီလိုမျိုးဖြေရှင်းတာကတော့ကျူးလွန်တဲ့သူတွေမှာအပြစ်ရှိတာကတော့ငင်းလို့မရပါဘူးနောက်ပြီးတော့ဒါကဘာသာရေးခေါင်းဆောင်တအုပ်လည်းဖြစ်ပါတယ်ဒီလိုမျိုးကျူးလွန်တာကတော့ရွာတွေကလည်းလက်မခံကြပါဘူးသူတို့အပြစ် အတွက်သူတို့ပေးဆက်ရမှာပါလို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်အသက်ခံရတဲ့ဖုံးတော်ကြီးကိုမနေ့ကကောင်းမွန်စွာတကြိုပြီးစီခဲ့ပြီးဖြစ်ပြီးတော့လက်ရှိမှာကျူးလွန်သူများကိုလုံခြုံရေးတင်းကျပ်မှုများစွာနဲ့စစ်ဆေးမှုများကိုလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်အခြေစား KNDF ထံကိုစစ်တပ်ဘက်ကစစ်မှုတန်းတပ်သား73ဟာလက်နက်ခဲများနဲ့အတူအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ KNDF တရင်အမှတ်3လှုပ်ရှားနယ်မြေအတွင်းစစ်ကောင်စီတပ်ဘက်ကလက်နက်နဲ့တကွာ ဘယ်ပြောင်းခိုလုံလာသူ9ဦးနဲ့ရှေ့တန်းစစ်မြေပြင်အတွင်းမှာလက်နက်မဲ့ထွက်ပြေးလွတ်မြောက်လာသူတပ်သား8ဦးစုစုပေါင်း73ဦးအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်ထွက်ပြေးလွတ်မြောက်လာသူများရဲ့ပြောဆိုချက်များအရာပြည်သူစစ်မှုထမ်းများအလုံးနီးပါးဟာတပ်ထဲကိုဝင်ရန်ဆန္ဒမရှိပဲစစ်တပ်နဲ့၎င်းတို့ရဲ့လက်ကင်တို့အုပ်ချုပ်ရေးမှူးများကပူးပေါင်းပြီးတော့အတင်းအဓမ္မစစ်ထဲဆွဲသွင်းစုဆောင်ခံခဲ့ရသူများဖြစ်ပြီးအသက်မပြည့်သေးတဲ့လူငယ်တွေလည်းပါဝင်နေတယ်လို့သိရပါတယ်ကရင်နီနဲ့ရှမ်းပြည်နယ်တောင်ပိုင်းအဆက်မိုးပြဲမြို့မှာထိတွေ့တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များဟာစစ်မြေပြင် င်တွေကိုဆုတ်ခွာပြီးတော့တော်လိုင်းတပ်ဖွဲ့များထံကိုထွက်ပြေးခိုလုံမှုတွေများပြားလာတယ်လို့သိရပါဗျ။အပတ်စဉ်အလိုက်စစ်မှုထမ်းတပ်သားများနဲ့ရွှေရန်စစ်မျက်နှာပြင်ကထွက်ပြေးလွမြောက်လာတဲ့ပြည်သူစစ်မှုထမ်းတပ်သားများစွာကို KNDF ကလက်ခံရရှိခဲ့ပြီးတော့ကောင်းမွန်လုံခြုံစွာထားရှိတယ်လို့သိရပါဗျ။ KNDF ပြည်နယ်အတွင်းစစ်မြေပြင်များကိုပို့ဆောင်ခံရသူအများစုဟာသခိုင်းတိုင်းရန်ကုန်တိုင်းမန္တလေးတိုင်းဖအံ AOD တိုင်းနဲ့ဘကိုးတိုင်းအစရှိတဲ့နေရာများမှာနေထိုင်ကြသူများဖြစ်ကြပြီးတော့ ၃လကြာအခြေခံစစ်တင်တန်းပေးပြီးရွှေတန်းစစ်မြေပြင်ကိုဆေလွတ်ခံရသူများဖြစ်တယ်လို့သိရပါဗျ။ပြည်သူများလူငယ်များအနေနဲ့စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းတပ်သားတဲ့အဖြစ်နဲ့အထက်အထက်မှစူဆောင်းခြင်းများမခံရစေရန်အတွက်အထူးတရိပ်ပြုနေထိုင်ကြပါရန်နဲ့စူဆောင်းခံရပြီးရွှေတန်းစစ်မြေပြင်ကိုပို့ဆောင်ခံရပါကနီးစပ်ရာတော်လိုင်းတပ်ဖွဲ့များထံကိုချိတ်ဆက်ပြီးတော့ဗတ်ပြောင်းခိုလုံကြပါရန် KNDF အနေနဲ့စစ်ကောင်စီရဲ့အာဏာရှင်စနစ်ဆိုးကိုအမြန်ဖျောက်ချရန်ပုံမော်ပြီးတော့ကောင်းမွန်တဲ့အကျိုးရှိတဲ့စနစ်တဲ့နိုင်ငံတော်တဲ့ Federal ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးအတွက်ပြည်သူများနဲ့အတူရပ်တည်ပြီးတော့ ်ပူပေါင်းပါဝင်ပေးကြဖို့ကိုအလေးနဲ့တိုက်တွန်းထားတယ်လို့သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ